စေသောဒီမာအောမှုများနဲ့စံကျဲသောအရာအစေသောဒီမာလူသားရရဲ့နှလုံးသားထက်ကရှင်သခင်အစေသောဒီမာအိမ်မများနဲ့အာယုံဥလှတရားကဲအလုံးမင်္ဂလာပါဆွေလန်းချမ်းမြေ့ကြပါစေခမညမနေ့ကဆိုလို့ရှိရင်ကျွန်တော်စီက အပေးဝယ်ယူထားကြတာပြီးခဲ့တဲ့တရက်နှစ်ရက်ကဆိုအာတီကာလေးတွေဆိုရင်နှစ်စီးသုံးစီးလောက်လားအပေးဝယ်ယူထားကြတယ်ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်ကျွန်တော်စုတကီးဆွစ် GLA ကားလေးတွေလောက်အပေးဝယ်ယူထားကြတယ်ကားလေးတွေသိန်း600တန်းနေပြီးတော့သိန်း1000ကျော်ဝင်းကျင်ဒီကားလေးတွေများစွာကိုလောက်အပေးဝယ်ယူကြတဲ့အတွက်နှလုံးသားထဲကနေပြီးတော့ချစ်ခင်လေးစားပါတယ်လို့ကိုမိုးကားအမှုပညာမှစုမုံအောင်တောင်းလိုက်ပါတယ်အားလုံးကိုချစ်ခင်လေးစားပါတယ်ခင်ဗျာကဲဒီနေ့မှာတော့ကျွန်တော်တို့အချစ်ဆိုတဲ့အရာဟာ မိကဲ့သို့ကြီးကျယ်ခမ်းနားဒီနည်းဆိုတော့အကြောင်းအရာလေးကိုဒီနေ့တစ်ဆက်ပေးရင်းနဲ့ကျွန်တော်စီမှာကားလေးတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့သိန်းထောင်ကျော်ရန်ကားလေးတွေများစွာကိုရောက်ရှိနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကားလေးတွေကိုပြသပေးမှာဖြစ်ပါတယ်ဒီကားလေးတွေကတော့ Suzuki CX လို့ကားမျိုးလေး Ariga Type 2လို့ကားမျိုးလေး Ariga Type 3လို့ကားမျိုးလေးတွေများစွာရောက်ရှိနေတဲ့အပြင်ကိုအောက်ပိုင်းမြင့်မြင့် Soy DA7 လိုကားမျိုးတွေ Soy DA3 လိုကားမျိုးတွေအပြင်ကိုအောက်ပိုင်းမြင့်မြင့်တဲ့ JZ GS7 လိုကားမျိုးတွေ အပြီးတော့ရင်တော့ကျွန်တော်တို့ Harvey Ace လို့ကားမျိုးတွေပြီးတော့ရင်တော့ကျွန်တော်တို့ DFSK 700လို့ကားမျိုးလေးတွေပြီးတော့ရင်တော့ကျွန်တော်တို့နောက်ထပ်ရောက်ရှိနေတဲ့ Toyota Rest ထဲမှာလိုချင်တဲ့ Toyota Rest CD မှာလိုချင်တဲ့ဆိုရဲမိတ်ဆွေများအားလုံးအဖြူရောင်လေးတစ်စီးရရှိမယ်အနီရောင်လေးတစ်စီးရရှိမယ်ရရှိမယ့်ကားလေးတွေက Best John T77 Pro လို့ကားမျိုးတွေ EV ကားလေးတွေများစွာကိုတနေရာထဲမှာနော် IC ကားလား C ကားတွေလားလိုချင်တာလား EV ကား electronic vehicle ဆိုတဲ့ EV ကားလေးလုံးအကုန်လုံးသွား ကျွန်တော်တို့ကားလေးတွေကိုကျွန်တော်လျှက်စစ်ကားလေးတွေကိုလိုချင်တာလားစသဖြင့်ကျွန်တော်တို့တနေရာထဲမှာလုပ်ငန်းသုံးကားလေးလည်းလိုချင်တာလားစသဖြင့်တနေရာထဲမှာဂျပန်ကားတွေလိုချင်တာလား EV ကားတွေလိုချင်တာလား IC ကားတွေလိုချင်တာလားကြိုက်တဲ့ကားကိုကျွန်တော်တို့တနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့နေရာကုမိုးကားနုပညာမှမိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာကဲဒီနေ့မှာတော့ကျွန်တော်တို့အချစ်ဆိုတဲ့အရာကမိမိကဲ့သို့ပင်ကျွန်တော်ကြီးကျယ်ခမ်းနားသည်ကျွန်တော်အချစ်ဆိုသည်မှာ အောမှုများနဲ့စံကျဲသောအရာကျွန်တော်ကိုယ်တိုင်ယခုကဲဆိုကျွန်တော်ခြေစုံကိုမတ်မတ်ရက်ပြီးတော့တရှိနေရနေနိုင်ခြင်းဟာကျွန်တော်တို့အချစ်ဆိုတဲ့အကြောင်းတရားကြောင့်သာကျွန်တော်ဒီနေရာမှာမမမမရက်တည်နေနိုင်ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့အချစ်ဆိုတဲ့အကြောင်းတရားကိုပြောမယ်ဆိုရင်များစွာများစွာပြောရမကုန်ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မိမိရဲ့ပစ္စည်းလေးတွေကိုချစ်ခင်မြန်နိုးတဲ့အချစ်ကျွန်တော်တို့ရဲ့သားသမီးလေးတွေကိုချစ်ခင်မြန်နိုးတဲ့အချစ် ကျွန်တော်တို့ရဲ့ပစ္စည်းတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုချစ်ခင်မြန်နိုးတဲ့စိတ်ကျွန်တော်တို့ကိုကိုကျွန်တော်တို့မိမိကိုကိုမိမိချစ်မြန်နိုးတဲ့စိတ်ဒီစိတ်တွေဟာကျွန်တော်တို့ကဘာကြီးလောကအရဲ့ရဲ့ကိုကျွန်တော်ပြောင်းလဲသွားတယ်မိမိရဲ့ပတ်ဝန်းကျင်ကိုချစ်ခင်မြန်နိုးတယ်မိမိရဲ့နိုင်ငံကိုချစ်ခင်မြန်နိုးတယ်မိမိရဲ့လူမျိုးဘာသာသာသနာကိုချစ်ခင်မြန်နိုးတယ်ဆိုတဲ့အကြောင်းအရာတွေကနေပြီးတော့ကျွန်တော်တို့လူသားတွေအချစ်မြတ်တာမိကဲ့သို့တန်ဖိုးရှိသနည်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ရင်းနဲ့ကျွန်တော်တို့ မိမိကိုယ်ကိုချစ်တက်လာမယ်မိမိကိုချစ်တက်လာပြီဆိုတော့ကောင်းမွန်တဲ့အရာတွေကိုပြုလုပ်မယ်ကောင်းမွန်တဲ့စကားတွေကိုပြောမယ်ကောင်းမွန်တဲ့အကျင့်စာရိတ္တကိုပြုလုပ်ပြီးတော့မိမိကိုယ်ကိုကောင်းမွန်တိုးတက်အောင်တည်ဆောက်နိုင်ပြီးတော့မိမိကားလေးတွေပိုင်ဆိုင်လာလားမိမိဖုန်းလေးတွေပိုင်ဆိုင်လာလားမိမိယတနာပစ္စည်းလေးတွေပိုင်ဆိုင်လာလားမပြောင်မပြတ်အောင်ထိမ့်သိမ်းခြင်းဖြင့်အချစ်ဆိုတဲ့မြတ်တာမိမိရဲ့မိသားစုကိုချစ်ခင်မြတ်နိုးပြီးတော့ကျွန်တော်ကိုယ်တိုင်ကစပြီးတော့ကျွန်တော်တားသမီးလေးတွေကိုကောင်းကောင်းမွန်ထားခြင်းနဲ့ကျွန်တော်တို့ချစ်ခင်မြတ်နိုးတဲ့ကျွန်တော်တို့ရဲ့ ကျင်ယာဘက်ကိုကျွန်တော်တို့ချစ်ခင်မြန်နိုးတယ်မြန်နိုးပြီးတော့ကျွန်တော်တို့သူ့ကိုကျွန်တော်ကောင်းကောင်းမွန်ထားခြင်းနဲ့ကျွန်တော်တို့သားသမီးလေးတွေကိုကောင်းကောင်းမွန်ထားခြင်းနဲ့ဆိုရဲစိတ်ကြောင့်မိမိဘဝဟာတဆင့်တဲ့တဆင့်မြင်မာလာရမယ်ဒီလိုပဲမိမိကိုယ်ကိုချစ်တဲ့စိတ်ကြောင့်မိမိဘဝဟာလည်းကောင်းမွန်တဲ့ဇာတိတွေကိုကျင့်သုံးမယ်ကောင်းမွန်တဲ့စကားတွေကိုပြောပြီးတော့ကောင်းမွန်တဲ့အလုပ်ကိုင်းတွေကိုလုပ်မယ်ဆိုလို့ရှိရင်မိမိဘဝမှာတိုးတက်ခြင်းတွေဖွံ့ဖြိုးခြင်းတွေအောင်မြင်ခြင်းတွေဟာအချစ်ကြောင့်သာဖြစ်ပေါ်လာရတာဖြစ်ပါတယ်လို့ ဒီနေ့မှာတော့မိမိပိုင်ဆိုင်တဲ့အရာလေးတွေကိုတန်ဖိုးထားပြီးတော့မိမိပတ်ဝန်းကျင်ကတငယ်ချင်းမိတ်ဆွေတွေမိမိရဲ့အလုပ်ကိုတန်ဖိုးထားတက်လာမယ်ဒီအချစ်ဆိုတဲ့စိတ်ကြောင့်မိမိရဲ့အလုပ်ကိုချစ်မြတ်နိုးမယ်စိတ်ရှိလာမယ်မိမိရဲ့ပိုင်ဆိုင်တဲ့အရာတွေကိုချစ်ခင်မြတ်နိုးတဲ့စိတ်ကြောင့်အရာအလုံးက everything အရာအလုံးပြောင်းလဲလာတာဖြစ်ပါတယ်ကမ္ဘာလောကအလုံးကမ္ဘာရဲ့ရဲ့မြန်မာရဲ့ရဲ့မှာတောင်းပြောင်းလဲပြီးတော့ကျွန်တော်တို့တိုးတက်လာခြင်းဟာဒီအချစ်ဆိုတဲ့မေတ္တာတရားကြောင့်သာတိုးတက်အောင်မြင်လာခြင်းဖြစ်ပါတယ်လို့ပြောကြရင်လည်း ဒီနေ့မှာတော့အချစ်ရဲ့စွမ်းအားများကိုကျွန်တော်တို့ဖော်ထုတ်ပြီးတော့စကားလက်ဆောင်လေးပြောကြားပေးလိုက်ပါရစေ။ကျွန်တော်စီမှာကားလေးတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ကားများစွာကိုတနေရာထဲမှာရွေးချယ်ဝယ်ယူနိုင်တဲ့နေရာကိုမိုးကားနုပညာမမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုချစ်ခင်မြတ်နိုးစွာဖြင့်အားလုံးကိုကြိုဆိုလိုက်ပါရစေခင်ဗျာ။အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။ဒီနေ့မှာတော့အားလုံးမင်္ဂလာရှိလာတဲ့နေ့ရက်လေးဖြစ်တဲ့အတွက်ကျွန်တော်စီမှာဒီနေ့မှာလည်းလာအောင်ကြီးစုတဲ့သူတွေဝယ်ယူတဲ့သူတွေများစွာရှိပါရစေ။ ဒါကြောင့်မလို့ကျွန်တော်တို့သိန်းထောင်ကျော်ရန်ကားလေးဒီနေ့မှာတော့များစွာရောက်ရှိနေတာဖြစ်တဲ့အတွက်သိန်းထောင်ကျော်ရန်ကားလေးတွေလိုချင်နေဆိုရင်တော့ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ special highlight အနေနဲ့သိန်း600ဝန်းကျင်လေးတွေသိန်း900ဝန်းကျင်လေးတွေသိန်း900ဝန်းကျင်လေးတွေရောင်းချပြီးသွားတာဖြစ်ပါတယ်။ထပ်ပြီးတော့ထပ်မံပြီးရောက်ရှိတယ်ဆိုရင်လည်းကျွန်တော်ထပ်မံပြီးရောတင်ပေးမှာဖြစ်ပါတယ်။900ရန်လေး600ရန်လေး900ရန်လေးတွေကျွန်တော်ဒီနေ့ပဲ600ဝန်းကျင်ကားလေးတွေကတော်တော်များများကုန်သွားတာဖြစ်တဲ့အတွက်သိန်းထောင်ကျော်ရန်ကားလေးတွေများစွာကိုအတိတ်ရောက်ရှိနေတဲ့ကားလေးတွေလာပြီးတော့ AP ဝယ်လှည့်ရဲ့ ဖိတ်ခေါ်လိုက်ပါရခင်ဗျာအားလုံးနှွေးထွေးစွာပြူငါစွာကြိုဆိုလိုက်ပါရမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကျွန်တော်တို့စုမုံအောင်တောင်းပေးလိုက်ပါရမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစီဝါရေးတွေဘောင်းစုံနေပေဘောင်းစုံဘာသာဘောင်းစုံလူမျိုးဘောင်းစုံမှာအားလုံးစီဝါရေးတွေတိုးတက်ကြပါစေအန်ရီတွေကင်းကြပါစေဘေးတွေရှင်းပြီးတော့အားလုံးဘေးပြာတွေဝေးကွာပြီးကိုစိတ်နှစ်ပါးကိုစိတ်နှလုံးအေးချမ်းကြပါစေလို့စုမုံအောင်တောင်းလိုက်ပါရကျွန်တော်ကတော့ကိုမိုးကာအမှုပညာပဲဖြစ်ပါရခင်ဗျာ